အားလုံးမင်္ဂလာပါ Marsha Academy Channel နေပြည်သားအားလုံးကျူးစွာပါတယ်ခင်ဗျာကျွန်တော်တို့ Marsha Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့ညီမကိုသားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marsha Local Channel သတင်းညီကိုရီအနေနဲ့ကျွန်တော် Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကဒီနေရာကနေမေတ္တာရပ်ခင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သက်တီစီကိုပြောချင်တာကတော့ Ryanair Twitter က Brandon Allen ကို ဆက်ပြီးမထိုးတော့ဘဲနဲ့အရှုံးပေးလိုက်တဲ့ပုံမှာမာလီခင်အပါဝင်နမဲကျော် UFC Champion တွေကပါရိုင်းနီယာကိုလှောင်ပြောင်နေတဲ့အကြောင်းလေးကိုကျွန်တော်ကပြောချင်တာဖြစ်ပါတယ်။တနင်္ဂနွေနေ့က UFC က UFC Fight ပြိုင်ပွဲကိုကျင်းပသွားတယ်။အဲ့ဒီပြိုင်ပွဲမှာအဓိကခေါင်းပွဲနေရာမှာကျွန်တော်ရဲ့အချစ်တော်ရိုင်းနီယာက online ဆိုင်ပေါ်ရာဂျီ brand နဲ့ Allen နဲ့ထိုးသွားတယ်။ပြိတ္တအလုံးနဲ့ဒီပွဲအကြောင်းကိုတည်ထားပြီးသားဖြစ်တယ်။ ျွန်တော်တို့အားလုံးမြင်ခဲ့တဲ့အတိုင်းပဲ Ryan ရဲ့ Derrida ကတော့သူ့ရဲ့ပုံစံအတိုင်းပဲပထမအချိန်မှာစပြီးတော့ဝင်လုံးနေဒါပေမဲ့ပထမအချိန်မှာပွဲမပြတ်သွားဘူးပထမအချိန်မှာဆို Ryan ရဲ့ Derrida ကဗျာ Real Negative ချုပ်အထိကိုရပြီးနေပြီဒါပေမဲ့ Brand Alliance Submission Defense ကတော်တော်ကောင်းနေအဲ့တော့ပွဲပြတ်နိုင်ခြင်းမရှိဘူးအဲ့ဒါနဲ့ဒုတိယအချိန်ရောက်သွားတယ်ဒုတိယအချိန်မှာလေ Brand Alliance က ဖရာ Francis လှုပ်လိုက်တယ်ပြီးတော့ Mount Position ကိုရောက်လာတယ်အဲ့တော့ Rainier Derrida ကအောက်မှာခံလိုက်ရတယ်ခံလိုက်ရတော့ Rainier Derrida အောက်ရောက်သွားပြီဆိုသိတဲ့အတိုင်းပဲအောက်ကနေသူပြန်ချုပ်ဖို့တော့ချုပ်ခွင့်လေးတွေပုံဖို့တယ်ဒါပေမဲ့အပေါ်က Brandon Allen ဆိုတာကနှစ်ဘန်းမှာလည်း level တခုရှိတဲ့ fighter ဗျာ BJJ သမားတွေကနှစ်ဘန်းသမားတွေနဲ့တွင်ပို့ပြီးအထိနာတတ်တယ်ဘာကြောင့်လဲဆိုတော့ BJJ သမားတွေကသူတို့တိတ်တောင်းမရရင်ချုပ်ခွက်ပုံဖော်လို့မရရင်ဘာမှဆက်လုပ်လို့မရဘူးနှစ်ဘန်းသမားတွေကြတော့ထူထောင်းနိုင်တယ်သူတို့ကအဲ့ဒီတစ်ချက်ပိုအားသာတယ် ရိုင်းနီယန်ဒေဗစ်တန်က PG သမားသူကအပေါ်ဘက်ကရောက်ရင်လေချုပ်ွက်ပုံဖော်ဖို့ပဲကြိုးစားမှာဗျဒါပေမဲ့ Brandon Allen ကအပေါ်ဘက်ကရောက်တော့ချုပ်ွက်ပုံဖော်ဖို့တဲ့သူ့ကို ground ball နဲ့ချွေပြီးပွဲသိမ်းတာရိုင်းနီယန်ဒေဗစ်တာကမာကုံလေးအဲ့လောက်မရှိဘူးပြီးတော့သူ့မှာစိတ်သက်ကအရင်ကြီးမကောင်းစိတ်သက်မကောင်းမှုဆိုတာကပွဲကိုအင်းမြင့်ထန်တဲ့ကစားခြင်းသိမရှိဘူးမိကုံရန်ကုန်ကျန်းနေတဲ့စိတ်မရှိဘူးအထိနာမှာကြောက်တယ်ဆိုတဲ့စိတ်လေးကိုကျွန်တော်တို့ကတွေ့ရတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့လေးချီပြီးသွားတယ်ပြီးသွားတဲ့အချိန်မှာပွဲကိုရိုင်းနီယန်ဆက်မထိုးနိုင်တော့မထိုးခြင်းတော့ သူ့ရဲ့ကော်နာပွဲကိုရက်လိုက်တယ်သူ့ရဲ့နီးပြပွဲကိုရက်လိုက်တယ်ဆိုပြီးပြောတယ်။အဲ့တော့ဒိုင်ကဒီပွဲကိုဖျက်သိမ်းလိုက်တယ်။အဲ့ဒီတော့ Brandon Allen က၄ကြီးမှာ TKO နဲ့ပွဲသိမ်းသွားတယ်။ဒါကြောင့်မလို့ဒီပွဲက Ryanian David Ryanian David ကဒီလိုမျိုးနှုတ်ထွက်သွားတော့ပရိသတ်တွေကတော်တော်လေးကိုစိတ်ပြတ်သွားကြတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ final တရားဆိုတာမိကုံရင်ကုန်ကြမ်းရမယ် main ထိုးနေတာက MMA မော်ရီရှိုးရှောင်းနေတာမဟုတ်ဘူးဆိုပြီးလူတွေအမှတ်ချက်ပေးကြတယ်ဒါကြောင့်မလို့မင်းကမိကုံရင်ကုန်ကြမ်းရမယ်ပြီးတော့ main ရှောင်းနေတဲ့နေရာက UFC ဆိုတဲ့ကမ္ဘာ number 1 MMA promotion ကြီးမှာမင်းထိုးနေရတာအဲ့ဒါကြောင့်မလို့မင်းကလုံးဝအရှုံးမပေးသင့်ဘူးဒီလိုမျိုးနှုတ်ထွက်သွားတာမင်းတော့မကောင်းဘူးဆိုပြီးတော့မှလူတွေပုံစံဘောင်းစုံနဲ့မှတ်ချက်ပေးကြတယ်ဗျာအဲ့ဒီလိုမျိုးမှတ်ချက်ပေးတဲ့အချိန်မှာလည်းပြိတ္တတွေကပဲမှတ်ချက်ပေးတာမဟုတ်မီဒီဝိတ်တန်းက fighter အများစုကပုံစံဘောင်းစုံနဲ့မှတ်ချက်ပေးကြတာဗျာဒီလိုမျိုးမှတ်ချက်ပေးတာကလည်းဖြစ်တော့ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ Ryan Dewey ကဒီပွဲမှာဒီလိုလုပ်ဖို့တာမဟုတ်ဗျာ one championship မှာထိုးခဲ့တဲ့နောက်ဆုံးပွဲ အနတိုနီမာလီကင်းနဲ့ပွဲမှာတော့ကလည်း तू ကဒီလိုမျိုးပဲဆက်မထုံးနိုင်လို့ဆိုပြီးအရှုံးပေးသွားတာအဲ့ဒါကြောင့်မလို့သူရဲ့စိတ်ကအဲ့ဒီပိုင်းမှာမကောင်းဘူး तू ကအထိနာတတ်တဲ့ fighter ထပ်ပြီးနိုင်မထိုးကျင်တော့အဲ့လိုမျိုး तू ရှုံးမိတဲ့အရှုံးပေးလိုက်တယ် तू အတွက်တော့ကောင်းတယ်ဗျာဘာကောင်းလဲဆိုတော့ तू အနေနဲ့ recovery မြန်မြန်ရတယ်ထပ်မထီတော့တချီသားတော့ပါလေမနေဘူးလေအဲ့လိုပုံစံနဲ့လုပ်တယ်ဒါပေမဲ့ကြီးတဲ့ပြဿနာတွေကြတော့ဒေါသထွက်တယ်မကောင်းဘူးအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ Ryanair Twitter ကိုအခုဝေဖန်မှုတွေဒါအမြင့်တက်တယ် ဝေဖန်နေတယ်မှာဆိုရင်ကမ်ဘက်ရှင်မိုက်ကအစိုးရမဲပွဲပြီးတဲ့ Ryanair Delta ဝေဖန်တာတကယ်ကိုမင်းကအသုံးမချတဲ့ကောင်အရှုံးပေးတဲ့ကောင်ပါညာပေါ့ဗျာအဲ့လိုမျိုးပုံစံပေါင်းစုံနဲ့ရိုင်းဆက်ဆိုင်ကိုပြောပြီးဝေဖန်တာကမ်ဘက်ရှင်မိုက်ကို Delta ကအချောင်းနာတယ်အချောင်းနာတယ်ဆိုတာကဒီပွဲမှာသာ Brand Allen ကိုသူအေးစင်းနိုင်ပြီနိုင်ပြီးတာနဲ့မင်းကို level ညှပ်ဖို့အဆင်သင့်မယ်မင်းနဲ့တွေ့မင်းကအဲ့လိုမျိုးပုံစံနဲ့အချောင်းနာတာဗျာ Brand Allen နဲ့ပွဲမဖြစ်ခင်ကတည်းကအဲ့လိုမျိုးဒီကောင်ကအချောင်းနာတာအဲ့ဒီတော့ Ryanair Twitter အခု အရှက်တကွဲနဲ့ရှုံးတော့ခမ်းဆက်ရှိမရကလေတိုက်ပါလေရောလေတိုက်တဲ့ချိန်မှာလည်းပိုးဆိုးပတ်ဆက်တိုက်တယ်။ဒါအပြင်အီမာဗော့တို့ဖိုင်တာပေါင်းများစွာကလည်းအဲ့လိုမျိုးပုံစံပေါင်းစုံနဲ့ရိုင်းနီယာကိုချိုးချိုးနှိမ်နှိမ်ကိုပြောထားတာ။ရိုင်းနီယာဒူရတာကလည်းပြန်ပြီးတော့ Twitter မှာလေတိုက်ထားတယ်။ဘာလို့လေတိုက်လဲဆိုတော့ခမ်းဆက်ရှိမရကိုလေတိုက်တယ်။အဲ့လိုမျိုးငါကနှုတ်ထွက်တဲ့ကောင်မဟုတ်ဘူး။မင်းအားနဲ့ပုံစံပေါင်းစုံအကြောင်းပြချက်ပေါင်းစုံနဲ့နှုတ်ထွက်တဲ့ကောင်။ငါကကြတော့ဒီလိုမျိုးမနှုတ်ထွက်ဘူး။အဲ့လိုမျိုးပုံစံနဲ့လေးပြန်တိုက်ပြန်ရောဗျာ။ ်တယ်ရိုင်းနေကလည်းအားကြမခံလေတိုက်မယ်ဆိုတာကြီးပဲဒီလိုမျိုးတွေဖြစ်နေဒါဆိုကျွန်တော်တို့ Brandon Allen နဲ့ Ryanair Director တို့ပွဲအခင်းချင်းပြောရမယ်ဆိုရင် ပြိသက်တွေကမမအောင်ဘာကြောင့်လဲဆိုတော့ပြိသက်တွေကလည်းကွင်းနဲ့လာကြည့်တဲ့ပြိသက်တွေဆိုပူရောပဆန့်ကုန်သေးတယ်အဲ့လိုမျိုးအကုန်ကြခံပြီးကြီးကြတာအဲ့လိုမျိုးမှာမှဖြော်ပြမှုအပြည့်ဝမပေးနိုင်ဘူးဆိုတော့ Rainier Derivator ကိုဝေဖန်လဲဖြစ်တယ်လေဒါကဖြစ်တယ်လေ Rainier Derivator မှာကအဲ့ဒီစိတ်တက်ကတော့မကောင်းဘူးဗျာရှင်းပြော T Fighter ဆိုတော့ ठी မှာပဲဗျာကျိုးမှာပဲအဲ့လိုမျိုးပဲဒါပေမဲ့သူကဒီလိုမျိုးနှုတ်ထွက်သွားတယ်အဲ့တော့ပွဲကပြိသက်တွေထင်တယ်လို့မကောင်းခဲ့နောက်တစ်ချက်က Rainier Derivator ကဘာပြောသွားလဲဆိုတော့ ူကထိပ်ပွဲမှာအကောင်းဆုံးကြိုးစားခြင်းနဲ့ဒါပေမဲ့သူကပထမချီစနဲ့သူ့လက်ကျိုးသွားတယ်အဲ့ဒီမှာပဲသူ performance နေကောင်းကောင်းမထုတ်ပြနိုင်တော့ဘူးအဲ့လိုမျိုးပုံစံဖြစ်သွားတယ်ဆိုပြီးပြောတယ်ဒါပေမဲ့သူကရက်နေမှာမဟုတ်ဘူးလေ champion စင်ကိုကွန်းကိုပြန်ရအောင်ကြိုးစားမှာ shot streak line minute ထိုးခြင်းနဲ့ဒီလိုမျိုးထပ်ပြီးစင်ကိုပြန်တယ် Rainier ကပဲသူအစကလေးလေးလေးအကြီးတိုက်တာအခုအချက်တကွဲအကျိုးနဲ့ဖြစ်တဲ့ချိန်မှာအားလုံးကသူ့ဝိုင်းမီလက်ညှို ။ဟိုတော့သူကလည်းငြိမ်မခံနေဘူးပြန်ပြီးတော့သူဒီလိုမျိုးစကလုံးတိုက်ပွဲတွေဆင်တွဲမှာသူပြန်ပြီးကောင်းကောင်းအခွင့်အလမ်းတွေပြန်ရှိမယ်ဆိုသူနားလေဗျာ။အခုဆိုရင် Rainier Deverta Rainier ကကြာသွားပြီ။ဒါကြောင့်မလို့ Brandon Allen ကတက်လာပြီ။အဲ့တော့ Rainier Deverta ကသူဒီလို ranking ပြန်ရောက်ချင်သူ့ထက်မြင့်တဲ့ fighter နဲ့ထိုးရ။ Rainier Deverta က Sean Strickland ကိုစိန်ခေါ်ပြန်အောင်ပွဲရတော့ဘလို့လာအောင်မလဲမသိသေးဘူး UFC ကတော့ Rainier ကိုဒီလောက် level မြင့်တဲ့ fighter တွေနဲ့ထပ်တယ်ပေးတော့မယ်လို့တော့မထင်ဘူးကြားထဲမှာတော့စမ်းသပ်ခိုင်းအောင်မထင်နဲ့ ပြီးတော့ဗျာ Rainier Derrida ကအရင်ဆုံး1 championship မှာတော့မှတနှစ်နေမှာတပွဲလောက်ရတဲ့ fighter UFC ကိုရောက်သွားတဲ့အချိန်မှာ7လနဲ့9ပွဲတောင်ထိုးရတယ်ဗျာအဲ့ဒီအချက်တွေကြောင့်လည်း Rainier Derrida ဒီပွဲမှာရှုံးမွေးကြုံနေလို့ကျွန်တော်ကတော့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ fighter တယောက်မှာက recovery ပြပြဝဝရှိဖို့လိုတယ်ဗျာ။ Rainier က7လမှာ9ပွဲထိုးရတယ်ဆိုတာရဲ့နည်းတာမဟုတ်ဘူးဗျာ။တကယ်ကျွတ်စင် fighter တယောက်အနေနဲ့ recovery ပြပြဝဝလည်းမရှိတော့ဗျာဘလောက်တိသူနိုင်ပွဲတွေရနေပါစီသူ့ရဲ့ခန္ဓာကိုယ်ကတော့ ပင်မလာပါဘူးဗျအဲ့ဒီအချိန်မှာအချိန်တိုင်းတာတစ်ခုနေနားယူတင့်တယ်အနားယူပြီးတော့မှပွဲတွေပြန်ထိုးတာသူ့အတွက်ကောင်းတယ်သူကလည်းအသက်အရွယ်တစ်ခုကလည်းရှိလာပြီဆိုတော့ချန်ပီယံစင်ကော်ကွင်းကလည်းရကြတယ် UFC ကလည်းသူ့ကိုစင်တင်နေတဲ့အချိန်ဆိုတော့သူကလည်းမရရအောင်စ조사ပြီးအဲ့လိုမျိုးဖိုးတာအဲ့ဒါကြောင့်မလို့လဲရိုင်းနီယာဒေဗစ်ရှုံးမွေးကျုံသွားတယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့သူနဲ့ထိုးတဲ့ပြိုင်ဘက်ကလည်း top level fighter ဖြစ်နေတယ်တကယ်ဆရာကြီးဖြစ်နေတော့ သူမရှင်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကြတော့လက်ရှိချိန်မှာ fighter တွေကပါ wave ရှုံချနေတဲ့ Ryanair Twitter ရဲ့ဖြစ်ပျက်လေးကိုတင်ဆက်ပေးတာ။ဒါ့အပြင်ထပ်ပြောချင်တာက Ryanair Twitter ကိုအဲ့လိုမျိုးလေးတိုက်တဲ့နေရာမှာ1 championship ကနှစ်တကွမ်းချန်ပီယံကြီးမာလီကင်လည်းပါပါတယ်။မာလီကင်ကဘယ်လိုမျိုးပုံစံနဲ့လေးတိုက်တာလဲဆိုတော့ စာရေးရေးပြီးလေတိုက်တယ်လည်းမဟုတ်ဘူးဗီဒီယိုတွေပြောပြီးလေတိုက်တယ်လည်းမဟုတ်သူရဲ့ Instagram story ကနေသူကသူများတင်ထားတဲ့ post ပေါ့ Ryanair Twitter ကဝမ်းချက်မရှိမှလည်းမာလီကင်ကိုဒီလိုအရှုံးပေးဘူးတယ်အခု Brandon Allen ကိုလည်းဒီလိုအရှုံးပေးဘူးတယ်ဆိုတဲ့ဟာလေးကိုသူကပြန် share ပြီးတော့တင်ထားတာဒီသဘောရဆိုတော့ Ryanair ကိုသူကပပလေးပြန်ပုတ်ချင်တဲ့သဘောမျိုးပဲလို့ကျွန်တော်ကတော့မြင်နေဒါကတော့ Fighter လောကမှာဖြစ်နေကြထုံးစံတစ်ခုပါပဲဒီလိုမျိုးဖိုင်တာတယောက်ကဒီလိုဖြစ်ပြီဆိုရင်ပုံစံပေါင်းစုံနဲ့မှတ်ချက်ပေးကြတာမျိုးတွေကကျွန်တော်တို့ကတွေးရင်ကြပါ ထရိုင်နီယာလည်းကောင်းကောင်းအနားယူပြီး recovery မင်းနဲ့ပြန်ဖြစ်ဖို့ပဲကျွန်တော်တို့ကဆူတောင်းပေးတယ်။အကောင်းဆုံးပုံစံအနေနဲ့ပြန်ထိုးတက်နိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်။ရိုင်နီယာဒေါ်တာပွဲပြီးပြန်လာရင်လည်းဘယ်လိုမျိုးတွေဖြစ်လာအောင်လဲဘယ်လိုလေးကျဲတာတွေကြည့်အောင်လဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာတော့ဒါပါပဲ။ရိုင်နီယာဒေါ်တာကို fighter အများစုကဝေဝံနေကြတဲ့အကြောင်းလေးကိုလာရောက်ပြီးမျှဝေပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Share Academy Channel နဲ့ကုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC ဆက်ရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Martial Law ကို Channel တက်တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တိုင်ခံကြပါရစေခင်ဗျာ။ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။